ပြင်သစ်တိုက်လေရင်လည်းလီချောင်းရံကောက်ွယ်စနစ်တွေကိုဝယ်မယ်လို့ယူကရိန်းကပြောလာပါတယ်။ပြင်သစ်နိုင်ငံတို့တိုက်လေနေတဲ့လီချောင်းရံကောက်ွယ်စနစ်တွေယူကရိန်းကိုရောင်းချဖို့နှစ်နိုင်ငံသဘောတူနားလည်မှုစာချုပ်တော်ကိုယူကရိန်းသမ္မတဇလန်စကီနဲ့ပြင်သစ်သမ္မတမက်ခရွန်တို့လက်မှတ်ရေးထိုးခဲ့ပါတယ်။ဂရိနိုင်ငံကနေရောက်လာတဲ့ဇလန်စကီဟာပယ်ရီမြို့တော်နီကပြင်သစ်လက်တက်ခြေစကန်မှာသမ္မတမက်ခရွန်နဲ့တွေ့ဆုံဆွေးနွေးပြီးသဘောတူလက်မှတ်ရေးထိုးခဲ့တာပါ။ စာချုပ်ပါအချက်လက်အသေးစိတ်ကိုထုတ်ဖော်ပြောဆိုခြင်းမရှိပေမယ့်သမ္မတနှုတ်ဦးဟာ ပြင်သစ်လေတဲ့စခန်းမှာရှိတဲ့ rapid တိုက်လေယာဉ်နဲ့စံတီလေချောင်းရံကာကွယ်စနစ်တွေ drone စနစ်တွေကိုလေ့လာကြည့်ရှုတယ်လို့ rapid တိုက်လေနဲ့စံတီလေချောင်းရံကာကွယ်စနစ်တွေယူကရိန်းကိုရောင်းချပေးဖို့ပြင်သစ်ကသဘောတူတာလည်းဖြစ်နိုင်တယ်လို့သတင်းတွေမှာထွက်ပေါ်နေတာဖြစ်ပါတယ်ပြင်သစ်တို့ဟာနောက်ပိုင်းမှာစီးရင်ကြပြင်ဆင်မှုတွေကိုအဓိကထားပြီးပြုလုပ်နေတာဖြစ်ပါတယ်အထူးသဖြင့် ယူကရိန်းရှေ့တန်းမှာယူကရိန်းဘက်ကနေပြီးတော့နောက်ဆုံးလာတဲ့အချိန်မှာပြင်သစ်ကဆက်လက်နေတဲ့ပုံပြီးထောက်ပတ်လာတာဖြစ်ပါတယ်။ဒါအပြင်ပြင်သစ်ဟာဂျက်တက်လေရင်တစ်တေကိုလည်းပုံမဆန်းသက်လာတာကိုတွေ့ရပါတယ်။ပြင်သစ်သမ္မတမက်ခရွန်ကနောက်လာမယ့်အနာဂတ်စစ်ပွဲဟာအာဂါဒါဒဲကတော့မှဖြစ်နိုင်ခြင်းရှိတယ်ဆိုပြီးတော့မှပြောထားတာပဲဖြစ်ပါတယ်။ပြင်သစ်တို့ကအဲ့ဒီလိုမျိုးယူကရိန်းကိုအလုံးကျွန်းထောက်ပတ်နေတာနဲ့ပတ်သက်ပြီး ရုရှားဘက်ကတော့အငြင်းနဲ့သတိပေးစောင့်ကြည့်နေတာပဲဖြစ်ပါတယ်။ဒါပေမဲ့ပြင်သစ်သမ္မတမက်ခရွန်ကတော့ဆက်လက်ပြီးတော့ယူကရိန်းကိုရောင်းချနေတာပဲဖြစ်ပါတယ်။အဲ့ဒီလိုရောင်းချနေပြီမဲ့လဲဒီလေရင်တွေက လက်ကလောမှာယူကရိန်းကိုရောက်လာအောင်မတော့မဟုတ်သေးပါဘူး။အာဗီနျူကလ িয়ার လက်နက်တပ်ဆင်ထားတဲ့ဝေဟင်မအမည်ပြည့်တာလပစ်ခရစ်တွန်ဂျီနောင်ဆုံးထုတ်ကိုပြင်သစ်ကပထမဆုံးဖြစ်ထုတ်ဖော်ပြသလိုက်ပါတယ်။ ဒီ ASMPA Renov R ဆိုတဲ့ဒုံးကြီးကိုပြင်သစ်ရစ်တက်မှာခုခါစတင်အသုံးပြုနေတာလည်းဖြစ်ပါတယ်။ယူကရိန်းကိုပြင်မပေးဆိုတာတော့မသိပါဘူး။ဒီပြင်သစ်ရစ်တက်ရဲ့ Rafale M တိုက်လေတင်ကနျူကလ িয়ার ထိပ်ဖို့မတက်ထားတဲ့အဲ့ဒီဒုံးကြီးကိုနိုဝင်ဘာ7ရက်ပြုလုပ်ခဲ့တဲ့ Operation Demodi ဆိုတဲ့အမည်ရစီးရဲလေ့ကျင့်မှုမှာစတင်တက်ခဲ့တာပါ။ပြင်သစ်လက်နက်ကိုင်တပ်များဆိုင်ရာဝန်ကြီး Catherine Vautrin က စီးရီးချင်းမှုတွင်နျူကလ িয়ার တက်ခတ်မှုလေ့ကျင့်ခန်းနှင့်ပါပြောပါတယ်ဒုံးကြီးအစ်ကိုပြင်သစ်ရတဲ့နျူကလ িয়ার လေ့ကျောင်းတက်ဖက် FANU ရဲ့လန်ဒန်တိုက်ကိုနိုဝင်ဘာ10ရက်နေ့ကတည်းကစတင်ရောက်ရှိခဲ့တာလို့ဆိုပါတယ်ပြင်သစ်အာဏာပိုင်တွေဟာပြီးခဲ့တဲ့နှစ်က ASMPAR ဒုံးကြီးကိုပထမဆုံးစမ်းသပ်ပစ်လို့စဉ်လေတမရာဖေးတက်လေတစဉ်ကဒီဒုံးကြီးကိုတည်လာတဲ့ပုံတွေကိုထုတ်ပြန်ခဲ့ပေမဲ့လန်ဒန်တိုက်တစ်ခုလုံးကိုမှုံဝါထားပါတယ်ပြင်သစ်ရဲ့တခုတီးသောလိန်နေသိမ်းမောကြီးချာဒီကိုဟာလက်ရှိနျူကလ িয়ার လက်နက်တွေသဲဆောင်နေစွမ်းရှိတယ်လို့သိရတဲ့နေတိုးဖွဲ့ဝင်နိုင်ငံတွေကတခုပြီးတော့လိင်ရင်သင်းမောကြီးပါဒါပေမဲ့ဒီသင်းမောဟာ ASMP စီရီဒုံးကြီးတွေကိုတင်ဆောင်ပြီးပုံမှန်ခလက်ကင်းတွေလှုပ်ဆောင်ကျင်တော့မရှိပါဘူးပြင်သစ်ရဲ့အရင်မျိုးဆက်ဟောင်း ASMP ဟာအကွာဝေးမိုင်ပေါင်း330ကီလိုမီတာ900ချီသာပြစ်ခတ်နိုင်ပေမဲ့အခုဒီ ASMP အဟာအကွာဝေး383မိုင်ကီလိုမီတာ600အထိရောက်ရှိနေပါလေ။ဒါအပြင်ပြင်သစ်ဟာစုံထမျိုးဆက် ဝိဟမအမည်ပြင်ဖြစ် ASN 4G Cruise တုံးကြီးတက်ကိုလည်းတီထွင်နေတယ်လို့သိရပါတယ်။